နောက်တစ်သင်းကတော့ကျွန်တော်လီဗာပူးအကြောင်းလေးပြောလိုက်ရအောင်လီဗာပူးကဘလို့ဖြစ်သွားလုံးတော့မပြောတော့ဘူးဗောနော်ဒါပေမဲ့ကျွန်တော်ဒီလီဗာပူးအသင်းကိုကျွန်တော်ဒီရာသီစားရှေ့ဆန်းပွဲမှာတွေရတာစောင့်ကြည့်ရလို့ပြောလို့ရတယ်ဒါပေမဲ့ဟိုကျွန်တော်အရင် review ရေးမှာပြောခဲ့သလိုပဲလီဗာပူးကနောက်တန်းညာတော်တော်လေးကိုချိန်ကြီးတော်တော်ဖြစ်ဆုံးပဲဗျာဒီတာရီချန်လန်ဂျာတဲမှာအသင်းထဲမှာဆိုရင်နောက်တန်းကတော်တော်လေးရှိတ်ကြီးဖြစ်တယ်လို့ပြောလို့ရတယ် ဟိုမန်စီးတီးတောင်မှဟိုပုံငင်ငင်လို့ခံစားရရဗျာတကယ်ကဲမန်စီးတီးပလေယာတွေနောက်တန်းပလေယာတွေဆိုင်လီဗာပူးပလေယာရဒါပုံနဲ့နဲ့တာလို့ပြောလို့ရရဗျာဒါဒီဘန်နိုက်ကွန်နာလေးတွေ့ရဒီရူဘီဒီယန်စ်တွေ့နေရတဲ့ဆိုင်တော့ဒါနည်းနည်းဖောင်တာလို့တော့ပြောလို့ရရဒါပေမဲ့ဒီ system ဘိုင်းကြတော့လီဗာပူးနောက်တန်းတော်တော်လေးဆိုးသွားတယ်ဒီကတော့ကွန်နာလေးရှည်စွန်းကြလာနေပါပါတယ်အဘန်နာကလည်းတိုက်ရိုက်ပိုင်းရရှည်စွန်းပြန်နည်းနည်းကြလာတယ် ်အခုကုနာတေးကတော့တော်တော်လေးစိုးဝါးလို့ပြောလို့ရတယ်ဟိုဘယ်လိုဖြစ်သွားမလဲတော့မသိဘူးပါနော်အာတော်တော်လေးစိုးဝါးတော့တွေ့ရတယ်ဒါပေမဲ့ level တော့မှမဟုတ်ရှင်တော်တော့ဖြစ်သွားပြီဗျာရင်တော့ကုနာတေးကဒါဒီပန်တိုင်းရဲ့အချိန်ဝါကြောင့်လမ်းပါလာတော့ပြောတယ်ပေါ့နော်ဒါအစိုးရရဲ့ခြေစွမ်းတွေပြသနေပြီနောက်ပိုင်းပွဲစဉ်ကတော်တော်လေးဆိုးရလာတယ်ဒါပြီးခဲ့တဲ့ရာသီကနည်းနည်းလေးသတိထားမိတာဆိုးရတယ်ဗျာဒီရာသီကတော့တော်တော်လေးကို အာရှိတ်ကြီးတော်တော်ဖြစ်နေရလို့ပြောလို့ရတယ်အဲ့တော့ဒီဘဝကဒီစန္ဒဘက်တွေမကဘူးဒီစိုက်ဘက်တွေပါအဲ့တော့တက်နေလို့ပြောလို့ရတယ်အော်ခေါ်ယူထားတဲ့ different volley ဒါတိုက်စစ်အသံနဲ့ player ဖြစ်နေရယ်ပြီးတော့ဒင်တန်ရလည်းခဏခဏရနေရပါပြီးတော့ Robertson Robertson ရဲ့ Carcass ကလည်း Carcass ကလည်းဒီရာသီမှာဟိုပြီးမှလေးရဒီဘုံဘောက်ကပြောင်းလာတယ်ဆိုပေမဲ့ Liverpool သင်းနဲ့ဒါ fitting သိမကြောက်လို့ပြောလို့ရတယ်ဗျာ ကောင်းတဲ့ပွဲလည်းကောင်းတယ်ဒါပေမဲ့မကောင်းတဲ့ပွဲကြောင့်လည်းတာမန်ပလေယာပဲဗျာဒီတာမန်တဲ့မပူတဲ့ပလေယာပဲဖြစ်နေရပေါ့ဆိုတော့အလဘဝတာဆောနာလူဒီတဒန်းလုံးပဲဖြစ်နေရဟိုရှက်စင်းလူကြီးဟိုရှက်စင်းကဆန်တာဘက်နှစ်ယောက်လောက်ပဲဖြစ်တာဗျာအလဘဝတော့ဆိုရင်ဒီရှက်စင်းတောင်လည်းပဲပို့ဆိုးနေသလားပေါ့နော်ကျွန်တော်အမြင်ပေါ့နော်ဟိုတချို့ပွဲရတော့ဒါဒီကွင်းလဲပိုင်းအာကောင်းတဲ့နေကြီးနောက်တန်းသိမ့်မသိတိုင်းမဲ့ ဒီ Man City နဲ့ပွဲဆိုတော်တော်တိတာရယ်ဗျာဒီတန်းလုံးကတော်တော်လေးကိုစိုးရနေဗျာဒီတော့ဒီ Burnley တို့ Nottingham Forest တို့ Burnley ဆိုတော့နောက်တန်းတော့မှာဒီလောက် Liverpool လောက် check in မှာဖြစ်ဘူးဗျာဒါအတခြားသင်းငယ်တောင်မှာတော်တော် Liverpool ကတော်တော်လေးတွေးရတယ်ပြီးတော့ဒီ Queen Lane ဘက်ပေါ့ Queen Lane Grand Bank ကလည်းဟို Grand Bank ကတော့ကောင်းပါရဲ့ဒါပေမဲ့ဆောနာလိုပေါ့ဒီ number 6 row ကောင်းကောင်းမမထနဲ့ဒီ transfer ကို ဟိုဘောဒီ rice တို့ဒီ cancido လို့ကောင်းကောင်းတော့ defending သိပ် cover recover သိပ်မပေးနိုင်ဘူးလို့ကျွန်တော်ထင်တယ်။ဟို cover back ကလည်းညှ့ရပြီဗျာဒီ tight set cancido ပြောဆိုနံပါတ်8ကိုပဲပါပဲဒါပေမဲ့ဒီ message ကို switch ထားပါတော့ဘလို့နံပါတ်ချက်ကိုမဝယ်ပဲနဲ့ cover back ကိုနံပါတ်7ကိုဒါလုတ်တာဖန်တီးထားတာပါတော့မကောင်းလားဆိုတော့ကောင်းတယ်ဒါပေမဲ့တကယ်နံပါတ်7ပုံစံ player တယောက်နေနေတော့မကောင်းဘူးလို့ပြောလို့ရတယ်ပါတော့ တော့ဒီမက်ဂလစ်စတာလဲဒါဒန်ယာရီနဲ့ဆိုတော့လုံးချလေလိုက်နာဆိုတော့အရင်မက်လက်စတာရှင်စွမ်းတော့ပြန်မရသေးတော့အမှန်ပဲပြီးတော့ Floren Reeves ပေါ့ Floren ကလည်းဒါ Floren ရေလို့တော့ကျွန်တော်မပြောချင်ဘူးပေါ့နော်ရှိုးရလဲ Floren လို့ပြောကြတယ်ဒါပေမဲ့ဟိုဒါတော့ Floren Reeves တရားလည်းဖြစ်နေမှာမဟုတ်ဘူးဗျာဒါစားလဲလဲဖြစ်တယ်ဒါကက်ဘိုလဲကြရလို့ပြောလို့ရတယ်ပြီးတော့ဒီဆွမ်းတော့လို့ပေါ့မက်လက်စတာတော့အာရှင်စွမ်းပုံစံမရသေးဘူးဒါ Sobo Slime တော့ပဲအာ consistent ဖြစ်ဆုံးလို့ပြောလို့ရတယ်ပေါ့နော်။ Lolosset Liverpool အသင်းမှာ player ရှည်စွမ်းမှန်လို့ပြောရမယ်ဆိုတော့ဒါ Sobo style ပဲပြောရမှာပဲ။ကျွန်တဲ့ player တော်တော်ကြာနေဗျာ။ဒီလိုအနေထားမျိုးမှာ Foreign Risk ကိုဘာကြီးဖြစ်သိပြောလို့မရအောင်လို့ကျွန်တော်ထင်တယ်။ပြီးတော့ Ikidiki ပေါ့။ Ikidiki ကတော့ဒါမစိုးပါဘူး။ဒါ Survive ပွဲစဉ်တွေလည်းဘိုးသွင်းတယ်။ဒါတိုက်စစ်မှာဒီ link up play ဟိုက play လည်းကောင်းတယ်။ဆိုတော့ဆိုတော့ဣဆက်တဲ့ဆိုင်တော့ရှည်စွမ်းပို့ပြထားတယ်လို့ပြောလို့ရတယ်ဗျာ။ ်လီဗာပူးအစောတော့ပေါ့နော်ဖြစ်နေတဲ့နေသားတော့ဟိုဒီကနောက်တန်းပေါ့ဗျာကိုသမားဒီစင်တန်ရသွားလဲပါဘလို့ဒီကနောက်တန်းတစ်လိုင်းလုံးကနည်းနည်းလေးဒီနည်းနည်းလေးမဟုတ်ပေါ့နည်းနည်းများများပေါ့ဒီ fitting နေမကြောက် connection နေလွတ်နေရေပြီးတော့ဒီ queen ဒီ ring နေရလဲသူတို့မကူနိုင်ဘူးလို့ပြောလို့ရပြီဗျာဒီဆာလက်ကလည်းဒါပြန်ပြီးတော့ဒီနောက်တန်းကို friendly ကိုပြန်ပြီးတော့မကာဝယ်ပေးနိုင်ဘူး ပြီးတော့ဒီဘက်ဂဘွားလည်းဒီဘက်ကတ်စ်ကိုတိတ်ပြီးတော့ပြန်ပြီးတော့မကန်နိုင်ဘူးပေါ့နော်အဲ့လိုနေသားလေးဖြစ်နေရလဲဒီကြောင်းကွင်းလန်ပိုင်းကလည်းဒီဆောလာလို့ပေါ့နော်မန်လစ်စတာတို့ဒီရှင်းစင်းပြန်မရသေးရနဲ့ညီ from west ကလည်းအာ fit in သိမကြတဲ့နေတော့ဖြစ်နေရဟောနည်းနည်းပြီးတော့များတယ်ပဲပြန်ရမှာတော့အဲ့တော့လမဘူးအပြန်လာမှာပေါ့နော်ပြန်တော့ပြန်လာမှာပါဒါပေမဲ့သူသဖြင့်ဒီနောက်တဲ့ deadline လုံးလေးကိုကောင်းကောင်း management လုပ်နိုင်နေမယ်ဆိုတော့ ်ဒါမှဥပဒေဒီတိုင်တင်ရှင်းလင်ကြတော့ပြန်ဝင်လာဖို့များပါတယ်ကျွန်တော်တို့ပြင်ကျွန်တော်စီးပြီးတော့သွားလိုက်အောင်